ိုင်းကပညာရှင်တွေကိုခေါ်ကရွှေအစ်စ်တွေနဲ့တုံပြီးကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့တဲ့မြန်မာဩဘာရဲ့တာမင်္ဂလာပွဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြည့်လေးကြိုဆိုလိုက်ပါရယ်အခုဆိုရင်မြန်မာနိုင်ငံမှာမင်္ဂလာပွဲသတင်းတွေအထူးသဖြင့်အနုပညာရှင်တွေရဲ့မင်္ဂလာပွဲသတင်းတွေကတော်တော်လေးကိုစီကားနေပါရယ်ဒါပေမဲ့အဲ့ဒီသတင်းတွေအားလုံးကိုကြော်လွန်ပြီးတော့ဒါမှတကယ်ကြီးကျယ်ခမ်းနားမှုအစစ်အမှန်ဆိုပြီးလူမှုကွန်ရက်တစ်ခုလုံးမှာပစံအဟောင်းသားဖြစ်သွားစေခဲ့တဲ့မင်္ဂလာပွဲကြီးတစ်ခုဖြစ်ပါရယ်ရှင် အဲ့ဒါကတော့တခြားသူမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့မြန်မာဩဘာကုမ္ပဏီလီမိတက်ရဲ့အသားအကြီးဆုံး CEO လည်းဖြစ်သူကိုပြေစုံနဲ့သတို့သမီးမဆုလဲထွန်းတို့ရဲ့မင်္ဂလာပွဲကြီးပါပဲမြန်မာဩဘာဆိုတာနဲ့မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတောင်သူလောကမှာမသိသူမရှိသလောက်ကြီးကျယ်တဲ့ဓာတ်မြေဩဇာနဲ့စိုက်ပျိုးရေးစေဝါကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်မြန်မာဩဘာလုပ်ငန်းစုကုမ္ပဏီမှာသားသုံးယောက်ရှိတဲ့အနေနဲ့အခုမင်္ဂလာဆောင်တဲ့ CEO ကိုပြေစုံကတော့အကြီးဆုံးသားဖြစ်တယ်လို့သိရပါတယ်ဒီလိုမျိုးထိပ်သီးကုမ္ပဏီ ကြီးရဲ့တောင်အကြီးဆုံးမင်္ဂလာပွဲကိုတော့ခန္ဓာမှုကလည်းတာမန်မဟုတ်ပါဘူးဒီပွဲဟာတာမန်ပြင်ဆင်မှုမျိုးမဟုတ်ပါဘူးမင်္ဂလာပွဲအခမ်းအနားအပြင်ဆင်ကအစသတို့သမီးရဲ့မိတ်ကပ်ပြင်ဆင်မှုအစုံဝစ်စုံဒီဇိုင်းတွေအတည်အားလုံးကိုထိုင်းနိုင်ငံကနာမည်ကြီးထိတ်တန့်အမှုပညာရှင်တွေအဖွဲ့လိုက်ကိုလေရင်နဲ့တကူးတကခေါ်ယူပြီးတော့အသုံးပြုခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါကြောင့်လည်းပွဲတစ်ခုလုံးကနိုင်ငံတကာအဆင့်မီခန္ဓာတောက်ပနေခဲ့ရပါဒီလိုနိုင်ငံတကာပညာရှင်တွေခေါ်ယူအသုံးပြုခဲ့တဲ့အတွက်ဒီမင်္ဂလာပွဲတစ်ခုလုံးရဲ့အကုန်ကြေးကကြက် က်သိန်း9000ကျော်ထိအကုန်ကျခံခဲ့တယ်လို့ဆိုကြပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့မင်္ဂလာပွဲသမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံးကုန်ကြမ်းဆိတ်တွေကတခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အားလုံးကိုအံ့ဩမြင်သက်သွားစေတဲ့အဓိကအချက်ကတော့သတို့သမီးမဆုလက်ထုံဝစ်စင်ထားတဲ့မင်္ဂလာဝတ်စုံပါပဲ။ပြိသက်ကြီးဒါကအရွှေချီထိုးထားတာ။ဒါမှမဟုတ်ရွှေရောင်ပိတ်ဆမဟုတ်ပါဘူး။ရွှေရင်းနာဒီဇိုင်းပုံဖော်ပြီးတော့တကယ်ရွှေသားတွေနဲ့ချုံလုံးဖန်တီးထားတဲ့ဝစ်စုံကြီးဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီရွှေဝစ်စုံကြီးရဲ့အပေါ်မှာထပ်ပြီးတော့တံပိုးမဖြစ်နိုင်တဲ့အခြားလက်ဝတ်ရတနာတွေအထူးသဖြင့်ကြီးမားလာတဲ့စိန်တွေဗရံများတွေကိုလည်းအပြည့်စုံဝစ် င်ထားခဲ့တာတွေ့ရပါတယ်။ဒီလိုကြီးကျယ်ခံနာမှုတွေမယုံနိုင်လောက်စရာအကုန်ကြောက်စိတ်တွေက ထိုင်းနိုင်ငံကပညာရှင်တွေရွှေသားစစ်စစ်ဝစ်စုံတွေဒါရီအလုံးကိုပေါင်းစပ်လိုက်တဲ့အခါမှာမြန်မာအိုဘာမိသားစုရဲ့သားကြီးမင်္ဂလာပွဲကအင်တာနက်ပေါ်မှာလူပြောများဆုံးအခမ်းအနားဆုံးမင်္ဂလာပွဲကြီးတစ်ခုဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီ။တရုတ်သမီးမဆုလဲထွန်းကလည်းဒီလိုခမ်းနားမှုတွေနဲ့အတူတကယ့်ကိုကြက်တီရှိရှိလှပလွန်နေခဲ့တာဖြစ်ပါတယ်။လူတွေကတော့ဒီလိုမင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပနိုင်ခဲ့တာကအတိတ်ဘဝကကုသိုလ်ကံကောင်းတာကြောင့်ဖြစ်ကြောင်းအားကျပြီးတော့မူတည်တာပွားနေကြတာလည်းဖြစ်ပါတယ်။တချို့တွေကတော့ ော့ဂုံပကာတနောက်တွေပါလို့လို့ဆိုကြပြန်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျိုးသိန်း5000ကျော်အကုန်ကျခံပြီးတော့ရွှေဝစ်စုံနဲ့ကျင်းပခဲ့တဲ့မင်္ဂလာပွဲကြီးပေါ်မှာဘယ်လိုခံစားရပါသလဲဒါမှတကယ်ခံနာမှုလို့မြင်မိလားဒါမှမဟုတ်ဘယ်လိုသဘောရလဲဆိုတာမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပြပါဦးနော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းကြောင်းရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်ကျေးဇူးပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်